ခလေးတို့ရေဒီနေ့မမကခလေးတို့အတွက်ပုံမြင်လေးတစ်ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီပုံမြင်လေးရဲ့နာမည်ကနိုင်လက်တံများဆိုရယ်ပုံမြင်လေးရဲ့ဖြစ်ပါတယ်ပုံမြင်လေးကိုစလိုက်ကြမယ်နော်တနေ့မမကသူ့ဝခန်းထဲမှာတိတ်သွားပါတော့ရေတိတ်ဆိတ်နေတဲ့မမအခန်းထဲကစပွဲတင်နိုင်သေးရဲ့လက်တံလေးတွေကမင်းရဲ့မနာတစ်ချက်ချက်နဲ့တောင်းနေပါတယ် နိုင်လက်တန်တွေကနိုင်လက်တန်ရှင်နဲ့လက်တန်တို့ကတစ်ချက်ချက်မြင်နေတမြန်ရမဆုံးမိသွားတယ်။ဟေ့ညီလေးလက်တန်တို့နေကောင်းပါရဲ့လား။အဲ့ဒီအခါလက်တန်တို့လေးကအကိုကြီးကျွန်တော်တော့တနေ့တနေ့လမ်းလျှောက်နေရတာတော်တော်ပင်ပန်းနေပြီ။နည်းနည်းလေးမှအနားမယူပါသေးဘူး။ဒီလိုအပြောင်းလဲမရှိတဲ့ဆောင်းဝိုင်းတစ်ခုထဲမှာနေရနေလျှောက်နေရတာညှို့မှုလာပြီ။ မမမွေးထားတဲ့ခွေးတောင်အချိန်တိုင်အိပ်ရတယ်ကျွန်တော်တို့ကဘယ်တော့မှနားရတယ်ဆိုတာမရှိဘူးမင်းပြောတာဟုတ်တယ်ကွာမမအောင်ကြည့်ပါဦးသူကြတော့အေးလူလူအိပ်နေလိုက်တာမနဲ့မိုးလင်းရင်သူ့ကိုနှုတ်ဖို့တောင်းဝင်ကိုငါတို့စီလုံးလုံးအပ်ထားတယ်သူ့ကိုနှုတ်ပြီးတော့ရင်ငါတို့တောင်းဝင်ပြီးသားပြီလားဆိုတော့လည်းမဟုတ်ပြန်ဘူးတစ်ချိန်လုံးလဲရှောင်နေကြရတယ်အဲ့တလောက်အလုံးမြင်လိုက်တဲ့ဘဝကွာ ငါတို့လမ်းလျှောက်နေတာကိုရက်လိုက်လို့မရဘူးလားညီလေးလက်တန်းတို့ရတာပေါ့အကိုကြီးလက်တန်းရှည်ရလက်တန်းတုံနဲ့လက်တန်းရှည်တို့ဟာသူတို့ရောက်နေတဲ့နေရာတွေကနေဆက်မသွားတော့ဘဲတိတ်တဆိတ်ရနားလိုက်ပါတော့တယ်မမောင်အိယာနိုးလာတဲ့အချိန်မှာတော့မူးလေးလို့နေတောင်ထွက်နေပါဒါနဲ့သူဟာစပတ်တဲ့နိုင်လေးကိုလှမ်းကြည့်လိုက်ပါနိုင်လက်တန်းတွေဟာနှစ်နိုင်မှရက်နေကြပါတယ် မမဟာကြောင်းသွားဖို့နောက်ကျနေတဲ့အတွက်အိယာကနေအလင်းအမြန်ထပြီးနိုင်လေးကိုစိတ်တူစွာကြည့်လိုက်ပါပြီးတော့အခန်းထဲကနေပြန်ထွက်ပြီးကြောင်းသွားဖို့ပြင်ဆင်လိုက်တယ်မမောင်ရဲ့အလေးစလိုဖြစ်နေပုံကြည့်ပြီးလက်တံတုံးလေးကရီမောလိုက်ပါတယ်ဟာဟာဟာမမောင်ကြီးဒီနေ့တော့ငါတို့ရဲ့အရေးပါမှုကိုမသိသွားပြီမဟုတ်လားမမောင်ရဲ့အဖေဟာဆက်ရက်နေရဲ့နိုင်ကိုယူလိုက်ပြီးနိုင်ပြင်ဆင်ရစီသွားပါတော့တယ် နိုင်ပင်ဆရာကနိုင်ရဲ့ဆက်အတွင်းမှန်ကိုဖွင့်ပြီးအချာစစ်စစ်ကြည့်လိုက်ပါအမားကြီးတစုံတရာရှောင်ပြတဲ့အခါဆရာဒီနိုင်မှာဘာချွင်းချမ်းမှရှာမတွေ့ဘူးဖြစ်နေတယ်တိတ်ဟောင်းလို့အလုံးမလုံးတော့တာပဲဖြစ်နေတယ်မမောင်ရဲ့အဖေကနိုင်ကိုပြင်ဆိုင်ကနေပြန်ယူလာပြီးအစီအဟောင်းတွေထည့်ချက်ဖာကိုထည့်ပြီးတင်လိုက်ပါကျဖရဲကိုတင်လိုက်တဲ့အခါမှောင်မွဲသားတဲ့အတန်လက်တန်တူအား ထိတ်လက်ကြောင်ရွံ့သွားပြီကျွန်တော်တို့ဗန်နီယာရောက်သွားတာလေဒီနေရာကတိတ်မောင်းတယ်ကျွန်တော်တော်တော်ကြောက်နေပြီငါလည်းမွန်းချက်နေပြီအသက်ရှူရတာခက်လိုက်တာငါတို့ကိုဘလို့အလောင်ပိတ်အခန်းထဲမှာထည့်ထားရပါလိမ့်ငါတို့ကိုတရားရောက်လာထုတ်ပြီးကောင်းမှာပဲဒါပေမဲ့သူတို့ရဲ့စကားတန်တွေကိုကြားနိုင်မဲ့သူဘူးမှမရှိဘူးဒီအချိန်မှာနိုင်လက်တန်တွေကသူတို့ဖြတ်တန်းခဲ့ရတဲ့အရင်ကာလတွေကိုတတိယတန်းနာမိပါတော့တယ် ဒီလိုနဲ့ပဲနိုင်လက်တန်နှစ်ခုကအရင်လိုလမ်းပြန်လျှောက်ခွဲကြပါတယ်။သူတို့ဘာမှမလုပ်တာထဲဆိုင်တခုခုလုပ်နေတာကကိုကောင်းတယ်ဆိုတော့သဘောပေါက်သွားကြတယ်။သူတို့လမ်းလျှောက်တန်ကိုတယောက်ယောက်ကြားသွားပြီးချက်ဖတဲ့ကနေသူတို့ကိုထုတ်ပေးဖို့ညွှန်နေချက်နဲ့အခုသူတို့လမ်းပြန်လျှောက်နေကြပါတယ်။ခလေးတို့ရဲ့ဒီပုံမြင်မှာပတ်သားစရာရလိုက်တဲ့အရာတွေကိုခလေးတို့လည်းစဉ်းစားမိပါလား။ဒီပုံမြင်လေးထဲမှာဆိုလို့ရှိရင်နိုင်လက်တန်တုံနဲ့နိုင်လက်တန်ရှိလေးရား သူတို့အတွက်လည်းကောင်းကျိုးမရှိသူများအတွက်လည်းကောင်းကျိုးမရှိတဲ့အရာကိုလုပ်ခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့ကြက်ဖားရဲကိုထည့်ပြီးတော့ဂျာထုခံလိုက်ရပါတယ်။ကလေးတို့လည်းကလေးတို့ဘဝမှာကိုယ့်အတွက်ကောင်းကျိုးရှိမယ့်အလုပ်သူများအတွက်ကောင်းကျိုးရှိမယ့်အလုပ်ကိုလုပ်ရင်ဘဝကိုဖြတ်တန်းနိုင်ပါစေလို့မမကဆုတောင်းပေးလိုက်ပါတယ်နော်။တတား